ဇနီးချောင်းလေးဖီကီအတွက်သူ့မှာရှိသမျှအချိန်တွေ အကုန်ပေးထားပြီးနှွေးထွေးမှုစင်နာမှုဂယူးဆိုင်မှုအပြည့်နဲ့ဆောင်းရှောင်းနေတဲ့ wear ဝီယာကတော့ပန်လာနဲ့လမ်းခွဲပြီးသိမ့်မချလိုက်ပါဘူး။အနုပညာလောကရေကမဟုတ်ပဲထိုင်းတော်ဝင်မျိုးနွယ်ကမိန်းကလေးနဲ့လက်ထပ်ခဲ့ပါရယ်။ဝီယာကအရေးစားဖြစ်သူဗစ်ကီနဲ့2020ဇွန်လ18ရက်နေ့မှာတရားဝင်လက်ထပ်ခဲ့ပြီးတော့ တစ်နှစ်တောင်မှပြည့်သွားခဲ့ပြီဖြစ်ပါတယ်။အခုဆိုရင်တမီလီတယောက်ပိုင်ဆိုင်ထားခဲ့ပါပြီ။ဝီယာနဲ့ဖီကီယာတို့ရဲ့အချက်ဆုံးမင်းသမီးလေးဟိုတော့2022ခုနှစ်ဒီဇင်ဘာလ19ရက်နေ့မနက်မှာမွေးဖွားခဲ့ပြီးတော့မျက်နာကလည်းချစ်ဆုံးသမီးလေးကချစ်စရာကောင်းလွန်နေခဲ့တယ်။သူတို့ရဲ့ပထမဆုံးသမီးလေးရောက်ရှိလာတဲ့အချိန်မှာတော့သူတို့ချစ်တဲ့ပရိသတ်ဒေသမှာကအနုပညာလောကရဲ့အနုပညာရှင်တွေရပါစိတ်လှုပ်ရှားပြီးတော့ဂုဏ်ပြုအားပေးခဲ့ကြပါတယ်။ဖီဝီယာရဲ့သမီးလေးအပေါ်ထားတဲ့မျက်နှာကတော့တကယ်ကိုသဘောကျရပါတယ်။ တမလေးရလေတနေ့တစ်နေ့ပုံမဒုထလာပစွာနဲ့ခြေပြင်းလာနေရပါတမီးလေးမျက်နှာတကယ်ပါလို့သဘောထားကြသူကြီးဖီဝီယာမင်းသားချောကြီးရဲ့ဖခင်မြတ်တော်တကယ်ကိုလေးစားရပါတယ်မင်းသမီးလေးဒါဆိုရင်တော့ဇနီးချောလေးဗီကီနဲ့သူ့မှာတမီးလေးရှိပြီးတော့ရှိသမျှအချိန်တွေကိုဒါမီနီယောက်ထွက်ပေးထားပြီးတော့ ကျန်နာမှုဂီယူဆိုင်မှုအပြင်နဲ့ဆောင်းရှောင်းနေတဲ့ PVR ကဒါမိသာဘ3ရောက်တဘာဝအလှရှုခင်းနေတဲ့မှာစီမျောလိုက်မိသားစု trip တွေနေရာဆောင်းအောင်ထွက်လိုက်နဲ့ပျော်ရွှင်နေကြတာအခုလေ PVR ကဇနီးနဲ့သမီးကိုခေါ်ပြီးတော့အလဲထွက်ပြန်ပါပြီခီးတော်တဲ့အတွေ့အကြုံကိုတော့မကြခင်မှာ We are Kitchen YD channel မှာမြင်ရတော့မှာလည်းဖြစ်ပါတယ်ဗီဒီယိုလေးအဆုံးနှိမ့်လိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်တရားချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ပြီးတော့အဆုံးတွေကြပါစို့ရှင်